အားလုံးပဲမင်္ဂလာပါရဲကြီးစပေါ်မကြိုဆိုပါရစေဘုံချစ်ပရိသတ်များအားလုံးလည်းမင်္ဂလာပါခင်ဗျာကလက်ကဘာဖလားပြိုင်ပွဲပြီးပခုံးခွဲစိတ်ကူတာမှုခံယူမယ်လို့အတည်ပြုလိုက်တဲ့ဘလင်ဟန်ရီယယ်မက်ထရစ်နဲ့အင်္ဂလန်လက်ရွေးစင်ကွင်းလေကစားသမားဘလင်ဟန်ကအမေရိကန်နိုင်ငံကလက်ကဘာဖလားပြိုင်ပွဲပြီးမှကာလရှိခံစားနေရတဲ့ပခုံးတံရပြဿနာကိုခွဲစိတ်ကူတာသွားမယ်လို့တနင်္ဂနွေနေ့မှာအတည်ပြုသွားပါတယ်အသက်23နှစ်အရွယ်ကစားသမားအနေဖြင့်2023ခုနှစ်အဆိုပါတံရကိုရရှိပြီးချိန်ကလေးက နိုင်ငံလက်ရွေးစင်အသင်းနဲ့ကလပ်အသင်းအတွက်အဆင်ပြေမှုများစွာကိုအန်ဂျိတ်ဖြတ်တန်းရင်ကစားပေးခဲ့ပါတယ်။ Real Madrid အသင်းဘက်ကလည်းသူ့ရဲ့တန်ရာကိုအခုပြိုင်ပွဲပြီးဆုံးချိန်မှာ ခွဲစိတ်ကုသပေးဖို့စီစဉ်ပေးထားပါတယ်။ Dortmund ကစားသမားဟောင်းဘလင်ဟန်ကပွဲကစားချိန်တွေမှာပခုံးထိန်တိုင်းကျိုးဝတ်ဆင်လေးရှိတာကိုမကြာခဏဆိုသလိုမြင်တွေ့ထားခဲ့ရပါတယ်သူက Belgrano နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာအဆိုပါတန်ရာကိုရရှိခဲ့ပြီး2023ခုနှစ်နောင်ပိုင်းအင်္ဂလန်နဲ့ Real Madrid တို့အတွက်ပွဲစဉ်နှစ်ခုကိုလွဲချော်ခဲ့ပူပါတယ် မက္ကစီကိုခြေဆိုင်ပါချူကာကို3-6ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ကလပ်ကဘာဖလားပွဲစဉ်အပြီးဘယ်လင်ဟန်ကခွဲစိတ်ကူတောက်မှုခံယူဖို့ဆုံးဖြတ်ခဲ့ပုံကြောင်းရှင်းပြခဲ့ပါတယ်။သူကဒဏ်ရာအခြေအနေအရင်ကြီးဆိုးရွားနေရမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့ပခုံးထိန်တိုင်းကျိုးနယ်ကစားရချိန်မှာလဲနာကျင်မှုကိုခံစားနေရတော့မှာပဲ။ချွေးထွက်များနေလို့ကျွန်တော်ရဲ့ကိုလေးချိန်ကြာဆင်းနေပြီးပြိုင်ပွဲအပြီးမှသာခွဲစိတ်ကူတောက်မှုခံယူရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အချိန်ကြာကြီးဆောင်ခဲ့ပြီးပြီဖြစ်လို့စိတ်ရှည်သေးခံမှုလဲကုံဆုံးနေပါပြီ။ ဒါပေမဲ့ကာယာနေပြတွေနဲ့ဆရာဝန်တွေရဲ့ဂယုဆိုင်ကုတာပေးတုံကိုတော့အတိအမှတ်ပြုရပါမယ်ကျွန်တော်ကဘောလုံးကိုလွတ်လွတ်လပ်လပ်ကစားချင်ုံပါပဲလို့ပြောပါတယ်အခုလိုအစဉ်ပြေမှုတွေရှိပေမဲ့ဘလင်ဟန်က2023ခုနှစ်တွေရာသီတော့မုံမရောက်ရှိလာပြီးချိန်ကလေးကပွဲဦးထွက်ပေါ်အောင်ရာသီမှာတင်းစပိန်ပြည်လူကြီးတွေကိုလာလီဂါနဲ့ချန်ပီယံလိတရားဖူဆောင်းနိုင်အောင်ကူညီပေးရင်ရီယယ်မက်ထရစ်အတွက်အဓိကကစားသမားတအူးဖြစ်လာခဲ့ပါတယ်ဘလင်ဟန်ပြန်လာနိုင်မဲ့အချိန်စရားကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး